်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာလက်ရှိချိန်မှာတော့1.9 37ပြန်ပွဲကြီးကျင်းပနေပါတယ်ခင်ဗျာ1.9 37ပြန်ပွဲကြီးမှာပွဲအားလုံးကတော့စိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်တွေပဲဖြစ်နေပါတယ်ဟုတ်ကဲ့ဒီထဲမှာနာခရော့ရဲ့ပွဲစဉ်ထိုးပြီးသွားခဲ့ပါပြီနာခရော့ကိုအခုနောက်ပိုင်းမှာမြမပရိသတ်တွေပို့ပြီးတော့သိရှိလာခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့မြမပိုက်တာလေးကျော်စာဝင်းရဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်ဖြစ်နေလို့ပါခင်ဗျာ ကျော်သာဝင်းကိုအဘက်ဘက်ကနေတက်နိုင်စွမ်းသမျှကူညီပေးနေတဲ့တငယ်ချင်းဆိုရင်လည်းမှန်ပါလိမ့်မယ်ဒီမနေ့ပွဲမှာတော့နာခရော့ဟာအလဲထိုးခံလိုက်ရပါတယ်ဂျမဖိုင်တာထိုက်ကီနိုက်တိုကနာခရော့ကိုပထမပွဲချီမာရင်အလဲထိုးပြီးတော့အနိုင်သွားခဲ့တာဖြစ်ပါတယ်ခမပွဲကတော့တော်တော်လေးကိုကြီးကောင်းခဲ့ပါတယ်ပြောရမယ်ဆိုရင်ပထမတချီမာရင်ပွဲပြီးသွားရင်မဲ့ဆိုင်ထိုးပြိုင်ထိုးတာတွေကိုမြင်ခဲ့ရတယ်ခမဒါပေမဲ့တကယ်အလဲအပြောင်းဖြစ်သွားတဲ့အချိန်မှာတော့နာခရော့ကို တိုက်ကီနိုင်တော့အตาစည်းကနေအကြိုက်မောင်းနေပြီးတော့ထိုးသွားတာကိုကျွန်တော်မြင်ခဲ့ရတယ်ပြောမယ်ဆိုရင်နာကော့ကပွဲအစမှာတော့အောက်ရှေ့ကန်ချက်တွေထိုးသုံးတယ်လက်တိချက်တွေထိုးသုံးတယ်သူက high kick အမြင့်ရှေ့ကန်ချက်တွေကိုအသုံးပြုကြိုးစားခဲ့ရင်မဲ့တိုက်ကီနိုင်တော့ကပပနဲ့နဲ့နဲ့ရှောင်းတင်းသွားနိုင်ခဲ့တယ်ခမရအဲ့နောက်မှာတော့တိုက်ကီနိုင်တော့ကလည်းနာကော့နီဒူလိုကီအောက်ရှေ့ကန်ချက်တွေသုံးလာတယ်လက်တိချက်တွေပြစ်လွတ်ပြီးတော့နာကော့ကိုအကဲဆန်းလာခဲ့တယ်ပထမပွဲကြီးထွက်ဝက်ကြော်လောက်မှာအလဲကြောင်းတစ်ခုစဖြစ်တယ် အဲ့ဒါကတော့ခိုင်ကီနိုက်တိုကနေနာခရော့ကိုနော့ခ်ဒေါင်းကြအောင်ထုတ်လိုက်တာဖြစ်ပါတယ်ခင်ဗျနော့ခ်ဒေါင်းကြသွားတော့နာခရော့အမတ်စင်ကြီးအတွက်ခံလိုက်ရတယ်အမတ်စင်ကြီးတွက်ပြီးတော့သူပွဲဆက်ထိုးလို့ရတယ်ဆိုတဲ့အတွက်ကျိုးဝမ်းတန်လူကြီးကခွင့်ပြုပေးလိုက်တယ်ဒီတော့ပွဲဆက်ထိုးတဲ့အချိန်မှာနာခရော့လုံးဝကိုကြသွားတယ်တကယ့်ကိုမယုံကြည်နိုင်စရာကောင်းလောက်အောင်ကိုကြသွားတာဖြစ်တယ်ခင်ဗျပြောရမယ်ဆိုရင်ထိုင်ကီနိုက်တိုကစိတ်ကြိုက်ဆိုသလိုဖိထိုးတော့တာ နာကောက်ကလက်သိကျက်တွေပြန်ပြီးပြလို့ပဲတချမ်းမှထိကျမမှန်တော့ဘူးပြီးတော့တကြီးတရိုင်နဲ့လူကဟန်ချက်ပြက်နေတယ်အဲ့မှာရင်ထိုင်ကီနိုင်တို့ကပွဲကိုသူ့စိတ်ကြိုက်ထိုးလို့ရပြီဆိုတည်သွားတဲ့အတွက်လက်သိတွေရောရှေကန်ချက်တွေရောဇက်တိုက်ဆိုသလိုပြစ်လွတ်တော့တာပဲနောက်ဆုံးမှာတော့ထိုင်ကီနိုင်တို့ရဲ့လက်သိကျက်ရှေကန်ချက်တွေထိမှတ်ပြီးတော့နာကောက်ကျောင်းချမ်းမြင်တဲ့စီလုံးဝအယုတ်ကျိုးပြက်လဲကျသွားခဲ့တယ်ခမညဟုတ်ကဲ့ဒီနေ့ပွဲစဉ်မှာတော့ကျော်တော်ဝင်းရဲ့တငယ်ချင်းနာခော့ဟာ အလဲထိုးခံရပြီးသုံးသွားခဲ့ဖြစ်ပါတယ်။ဂျွမ်ဖိုင်တာထိုင်ကီနိုက်တို့ကတော့နာခရော့ကိုအလဲထိုးနဲ့အနိုင်ရလိုက်တဲ့အတွက်ဘောနပ်စ်ပါရရှိသွားခဲ့ပါတယ်ခင်ဗျာ။ကျေးဇူးအားပေးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။